မင်္ဂလာပါခင်ဗျာဆိုရှယ်မီဒီယာအလွန်အကျွံတုံးခြင်းနဲ့ဂိမ်းအလွန်မင်ဆော့ခြင်းရဲ့ဆိုးကျိုးတွေကိုနှိုင်းရှင်လိုက်တဲ့အခါဘယ်အရာက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေပိုအဖြစ်များတယ်ဆိုတာကို သင်တွေးဘူးပါသလား ဂိမ်းကစားခြင်းကိုအများက မကောင်းတဲ့အမြင်တွေအထင်တွေရှိကြပါတယ်။ဒါပေမဲ့အမှန်တကယ်တော့ဒီဂိမ်းတွေက ကျွန်တော်တို့ရဲ့အုံနောက်ကိုတိုးတက်စေပြီးတော့စိတ်ချမ်းမာရေးကိုလည်းကောင်းမွန်စေတယ်ဆိုတာတင်သိပါသလား။ဒီနေ့ဒီအကြောင်းတွေကို ကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ပထမဆုံးဗီဒီယိုဂိမ်းတွေကကျွန်တော်တို့ရဲ့အကြီးအရှင်းကို တိုးတက်စေပါတယ်။2023ခုနှစ်မှာ Netherlands နိုင်ငံ Rabaul University က Iceberg Granite နဲ့တခြားပညာရှင်တွေကလုပ်ခဲ့တယ်။သူ့ဒေသနာလေ့လာမှုတွေမှာဗီဒီယိုဂိမ်းတွေအထူးသဖြင့် shooter ဂိမ်းတွေကအရာဝတ္ထုတွေအပေါ်ထိုးထွင်းသိမြင်နိုင်မှုကိုတိုးတက်စေနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကတက္ကသိုလ်အဆင့်သင်တန်းတွေနဲ့နှိုင်းယှဉ်ရရင်ကွာခြားမှု သိမ့်မရှိဘူးလို့ဆိုရတယ်။ထို့အပြင်ပြဿနာဖြေရှင်းမှုစွမ်းယူလို့ ပိုမိုတိုးတက်စေနိုင်ပြီးကလေးတွေရဲ့တီထွင်နိုင်မှုစွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်ပါသေးတယ်။၂၀၁၄ခုနှစ်မှာ Potato Game က Luminosity လို့ခေါ်တဲ့ပညာရေး program ထပ်ပို့ပြီးတော့အုံနောက်ကိုကောင်းမွန်စေတယ်ဆိုတာကိုလည်းသိရှိခဲ့ရပါတယ်။နောက်ထပ်အကြိုကျေးဇူးတစ်ခုကတော့ game တွေကကျွန်တော်တို့ကိုပျက်စီးဆုံးရှုံးမှုတွေလက်ခံလာနိုင်အောင်လည်းတင်ပေးပါသေးတယ်။ကျွန်တော်ကိုယ်တိုင် game ကစားတဲ့အခါခဏခဏကြာချုံးမှုတွေရှိပေမဲ့လည်းဒီထက်ပိုကောင်းလာအောင် ပြန်လည်ကြိုးစားရအောင်အရန်ကြိုက်ပါတယ်။ဒါဟာပညာရှင်တွေရဲ့လေ့လာမှုနဲ့လည်းကိုက်ညီပါတယ်။ အမေရိကန်က physiological မှာထုတ်ပြန်ခဲ့တဲ့သုတေသနလေးလာမှုတွေအရဂိမ်းကစားသူတွေကဒီဆုံးရှုံးမှုတွေကို စိတ်လှုပ်ရှားတာတွေပုံမစိတ်ဝင်စားမှုတွေစိတ်ပျော်ရွှင်မှုတွေနဲ့ပြန်လည်တည်ဆောက်ကြိုးစားကြပြီးရောဒီအချက်ကပဲစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အထောက်အကူဖြစ်စေခဲ့ပါတယ် 2013ခုနှစ်မှာပဲ Florida State University မှာကျောင်းသားတွေကို Anagram လို့ခေါ်တဲ့စကလုံးပြန်စီခိုင်းတဲ့စမ်းသပ်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဂိမ်းကစားသူတွေကအဲ့ဒီ Anagram စကလုံးပြန်စီခြင်းရဲ့အခက်အခဲဆုံးသောပြဿနာတွေကိုဖြေရှင်းဖို့အတွက်အချိန်တွေကိုတုံ့ပြုခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့လို့ဂိမ်းကစားသူတွေကခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုလှုပ်ဆောင်ရမှာပုံမှုပြီးတော့စိတ်ပါဝင်စားပြီးတော့ ိတ်ခေတီးခန့်နိုင်တာကိုတွေ့ရှိရပါတယ်။ COVID-19 ကာလအတွင်းကဂျပန်နိုင်ငံမှာ Nintendo Switch နဲ့ PlayStation 5လိုဂိမ်းဆက်တွေအလွန်အဝယ်များခဲ့ပါတယ်။ဒါကြောင့်လူတိုင်းပုံမရောနိုင်လို့နောက်ဆုံးမှာမဲနိုင်ပြီးတော့ဝယ်ယူခွင့်ပေးခဲ့ရပါသေးတယ်။ Natural Human behavior က2020နဲ့2022ခုနှစ်အတွင်းမှာလူပေါင်း6800ကျော်ကိုစစ်တမ်းကောက်ယူခဲ့ပြီးတော့ထုတ်ပြန်ချက်မှာတော့ဂိမ်းကစားခြင်းဟာစိတ်ကျန်းမာရေးအတွက်အကျိုးရှိရဆိုတာကိုတွေးရှိခဲ့ရပါတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ဂိမ်းအမျိုးအစားလိုက်ခွာခြားမှုတွေတော့ရှိနိုင်တယ်လို့ပြောပါတယ်။ Animal Crossing လို့ Virtual Social Game တွေဟာစိတ်တည်ငြိမ်မှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။ကိုယ့်ရဲ့ Virtual Life လေးထဲမှာအိမ်ကြီးချင်းတွေကိုယ့်ရဲ့အပေါင်း င်းတင်းတွေနဲ့မိဖွဲ့ပြီးတော့ဘာဂျူရဲ့ trip တွေသွားလို့ရပါတယ်။ကမ်းခြေဒါမှမဟုတ်တောင်တန်းတွေပေါ်ကိုသွားအောင်မလား။ကိုယ့်ရဲ့စိတ်ကြည်ညိုစရာတီးခြားကဘာလေးတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။နောက်တစ်ခုကတော့တယောက်တည်း ဂိမ်းကစားခြင်းထက်တငယ်ချင်းတွေနဲ့အွန်လိုင်းမှာ ကစားတာကလူမှုဆက်ဆံရေးပုံမှန်တိုးတက်စေပါတယ်ဒီကိစ္စကတော့ကျွန်တော်အနေနဲ့အထူးတလည်းပြောစရာမလိုလောက်ဘူးလို့ထင်ပါတယ်ကျွန်တော်တို့တွေတငယ်ချင်းတွေနဲ့စုပြီးရောဂိမ်းကစားတာဘလောက်ပျော်ရွှင်စရာကောင်းလဲဆိုတာကိုဂိမ်းကစားသူတိုင်းသိပါတယ် အလွန်အမင်းဂိမ်းကစားရင်တော့ဘလို့မှမကောင်းပါဘူးတရက်ကိုအများဆုံး၃နာရီတက်ပို့ရောဂိမ်းမကစားသင့်ပါဘူးခလေးတွေဆိုရင် ကြောင်းတက်တဲ့နေ့တွေမှာတနာရီခန့်နဲ့ကြောင်းပိတ်ရက်တွေမှာနှစ်နာရီခန့်လောက်သာဂိမ်းအများဆုံးကစားသင့်ပါတယ် ီအချက်တွေကိုတော့အမေရိကန်ကကလေးယောဂါခြာပွေစမ်းစစ်ရေးအကယ်ဒမီကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဒါပေမဲ့ Frontier of Physiology ဟာ2021ခုနှစ်မှာ social media အလွန်အကျွံအသုံးပြုခြင်းနဲ့ gain အလွန်အမင်းဆော့ခြင်းရဲ့ဆိုးကျိုးတွေကိုနှိုင်းချင်ခဲ့ပါတယ် social media အသုံးပြုသူတွေကစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခန္ဓာကိုယ်ဆိုးကျိုးတွေပိုအဖြစ်များတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်ဒါကြောင့် ဂိမ်းအလွန်အကျွံကစားတာဟာမကောင်းဘူးလို့ဆိုရှယ်မီဒီယာအလွန်အကျွံအသုံးပြုသူတွေကဝေဖန်ခဲ့ရင်တော့တင်းအနေနဲ့မင်းလောက်မစိုးသေးပါဘူးကွာလို့ပြန်လဲရှင်းပါလို့ရပါတယ်ဒါပေမဲ့လည်းဘယ်အရာပဲဖြစ်ဖြစ်အလွန်အကျွံလှုပ်ဆောင်ခြင်းဟာမကောင်းဘူးဆိုတာကိုတော့ကျွန်တော်တို့သိထားမှာဖြစ်ပါတယ်ဒီလိုဆိုရင်ဗီဒီယိုဂိမ်းတွေကကျွန်တော်တို့ရဲ့ဘဝမှာ ထင်မှတ်ထားတာထက်ပိုမိုကောင်းမွန်စေနိုင်တယ်ဆိုတာကိုတည်သွားကြပြီလို့ထင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။လူချင်းမင်းတို့အားလုံးစိတ်ကြည်နေကြမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ရဲ့ Tech Essential လို့သုံး channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးစေချင်ပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။